ကျွန်မမိတ်ဆွေများလုံးမင်္ဂလာပါရှင်။ရဝေးရနီးရနေကျွန်မကိုချစ်ခင်အားပေးကြတဲ့၊ယုံကြည်အားပေးကြတဲ့ခုနှစ်ရသားသမီးများလုံး၊ရှစ်နှစ်ဘွားသားသမီးများလုံးစိတ်ချမ်းသာခြင်း၊ကိုယ်ကြီးချမ်းသာခြင်းတွေနဲ့ပြည့်စုံနိုင်ကြပါစေရှင်။ငါးလပိုင်းတွင်တနင်္လာသားသမီးများတွင်ကံကောင်းကံဆိုးများကိုအခုတလစား တွက်ချက်ပြီးတော့မှဟောပြောပြီးမှဖြစ်ပါတယ်เนาะတနင်္လာသားသမီးတွေကကျမရဲ့ဗီဒီယိုလိုက်ကလေးကိုကြည့်ရှုနေတယ်ဆိုလို့ရှိရင်တို့ရှိရင်အစအဆုံးလေးကြည့်ပြီးသွားပါဘာကြောင့်လဲဆိုလို့ရှိရင်တနင်္လာသားသမီးတွေကဒီငားလာပိုင်းထဲမှာမိမိတို့ကြုံတွေ့နိုင်တဲ့ကံအကောင်းကံအဆိုးကိုကျမကနေပြီးတော့မှပြောပြပြီးမှဖြစ်ပါတယ်အဲ့တော့ဘလို့အရာမျိုးလေးတွေတွေ့နိုင်လဲဆိုလို့ရှိလို့ရှိရင်တော့ ပညာเนาะပညာနဲ့ပတ်သက်တာတွေငရွယ်သူအဖို့ဆိုလို့ရှိရင်ပညာနဲ့ပတ်သက်တာတွေသင်ယူလေ့လာလိုက်စားရတတ်ပါတယ်နောက်တစ်ခုကအိမ်အောင်ရှိနေတဲ့အမျိုးသားမျိုးသမီးဆိုရင်တော့အိမ်အောင်ကြီးမှာတကြက်ကြက်ရှံဖြစ်နေတတ်ပါတယ်အဲ့တော့သူတစ်ပါးကကိုယ့်ကိုမကောင်းတာနဲ့ပြူစားခံရတာမျိုးတွေစိတ်ထဲမှာထင်ရောက်ထင်မာနေတယ် ြစ်နေတတ်ပါတယ်။ကိုယ့်ရဲ့အလုပ်ကံနော်အပြောအဆိုဘာလုံးလုံးအဆင်မပြေဖြစ်နေတဲ့အခါမှာငါ့ကိုသူတပားကပဲပြူစားနေရလားပြူစားနေတာလားဆိုပြီးတော့မှကိုကိုကိုထင်မှတ်နေရတော့အောင်စိုးဝါနေရတတ်ပါတယ်။အဲငါးလပိုင်းထဲမှာတနင်္လာသားသမီးတွေက ဘလူနေထိုင်ကြည့်သုံးရမလဲဆိုလို့ရှိရင်တော့တပတ်တစ်ကြိမ်တက်တက်လော့စားပြရမယ်အဋိဌံပတိစိတ်ပြရမှာဖြစ်ပါတယ်အဋိဌံပတိစိတ်တဲ့အခါမှာလဲတမ္မံတန်ဘုဒ္ဓတာဆိုပြီးတော့မှတမ္မံတန်ဘုဒ္ဓောကုံတော်ပတိကိုတနည်းကိုတပတ်49ရက်တိတိဒိဋ္ဌံပတိလေးစိတ်ပြရမှာဖြစ်ပါတယ်အဲ့တော့လအစနေမှာကိုကဒီအဋိဌံနေဝင်သားမယ်ဆိုလို့ရှိရင်တော့ တလလုံးကိုဖျက်တမ်းတဲ့အခါမှာကောင်းကျိုးချမ်းသာတွေရရှိနိုင်မှာဖြစ်ပါတယ်။အဲ့တော့တနင်္လာသားသမီးတွေကဒီကာလမှာအလုပ်တွေတစ်ခုပြီးတစ်ခုလုပ်ရတတ်တယ်။နားအလုံးနဲ့လက်နဲ့ကိုမပြက်ပဲနဲ့ကိုလုပ်နေရတတ်တယ်။နော်နားတယ်ဆိုတာကိုမရှိလောက်အောင် ရှားပါတဲ့အချိန်ကာလတစ်ခုလို့ပြောလို့ရတယ် ဲ့တော့အစင်မျိုးသားချင်းထဲမှာအကြီးကဲထဲမှာเนาะအစင်မျိုးသားချင်းကြီးကဲထဲမှာနေထိုင်မကောင်းတဲ့တည်င်းတွေလည်းကြားရတတ်တယ်။ဆုံးသွားတဲ့တည်င်းမျိုးတွေလည်းစိတ်မကောင်းတဲ့တည်င်းစကားတွေလည်းကြားရတတ်ပါတယ်။အဲ့တော့တင်းလာသားသမီးတွေဒီကာလမှာငွေကြေးနဲ့ပတ်သက်ပြီးတော့လေငွေအထွက်များနေတယ်စုဆောင်းလာတာတွေเนาะငွေကြေးမမြဲတာတွေလည်းတွေ့ရတတ်ပါတယ်။နောက်တစ်ခုက အစာအသစေးဝါနဲ့ပတ်သက်တာတွေအစာတောက်နဲ့ပတ်သက်တာတွေမှာစေးစားမှားတာတွေအစာမှားတာတွေလည်းကြုံရတတ်ပါတယ်အထူးတတိထားဖို့လိုအပ်ပါတယ်နော်အဲ့တော့ဒီကာလာလေးမှာတနင်္လာသားသမီးတွေက အလုံးနဲ့ပတ်သက်ပြီးတော့အလုတ်ပြောင်းနေရပြောင်းနေကောင်းတယ်အလုံးနေရအစ်ကေရရှိတတ်တယ်ယာတူးထိုးယာတူးတိုးခြင်းတွေခံရတတ်တယ်ပေါ့ အဲ့တော့အလုတ်ပြောင်းမှုကိုကခွင့်စာတွေပါတင်ထားတယ်အလုတ်ဖောင်းတွေပါတင်ထားတယ်ဆိုရင်လည်းအလုတ်ရရှိတတ်တယ်ကိုလိုချင်တဲ့နေရာကိုရတတ်တယ်ဒါပေမဲ့တစ်ခုတော့ရှိတယ်ကိုယ့်ရဲ့ကျမ်းမာရေးတွေအထူးဂရုစိုက်ရမယ်ဘာမှမဟုတ်ဘဲနဲ့လေလူကထိုင်းမိုင်းနေတာမျိုးတွေလေးလံနေတာမျိုးတွေအလုတ်မလုတ်ချင်တော့တာမျိုးတွေဒီလာထဲမှာ ဖြစ်တတ်တယ်ပေါ့နော်ငါးလပိုင်းထဲမှာဖြစ်တတ်တယ်ပေါ့အဲ့တော့ ဒီကာလမှာမိษွေအနေနဲ့အထူးဂယုဆက်ရမှာကအမှုဖြစ်နေတဲ့လူကိုကိုကြီးလုံးဝပေးလို့မရဘူးအထာရှောင်ရမှာဖြစ်ပါတယ်ကိုနဲ့ဘလောက်ပဲယင်းနီယင်းနီသူ့ကိုကကိုကြီးလိုက်လို့ကိုမှလာပြီးတော့အမှုဖြစ်လာတတ်ပါတယ်เนาะအဲကိုအတွက်လည်းညံ့သွားတတ်ပါတယ်ဒါလေးကိုတော့ကိုကသိထားရမှာဖြစ်ပါတယ် တော့တင်းလာသားသမီးတွေကဒီကာလမှာထိပေါက်ကိန်းတော့ရှိပါတယ်ငားနဲ့စတဲ့ကနံမျိုးလေးကိုရွေးထိုးပေးရမှာဖြစ်ပါတယ်အဲ့တော့သွားနဲ့ပတ်သက်တာသွားကြိုက်တာတွေသွားနာတာတွေဖြစ်တတ်ပါတယ်မရောက်ဘူးတဲ့ဒေတာတွေဖျားဘူးတွေသွားရတတ်ပါတယ်အဲ့တော့တနင်းလာသားသမီးတွေထဲမှာမှမိသူမဆိုးပေါ့နော်အသက်29နှစ်35နှစ်အချိန်မှာကြားရောက်နေတယ် ဆိုလို့ရှိရင်တော့ကျမ်းမာရေးအထုခယူဆက်ရမှာဖြစ်ပါတယ်เนาะအဲ့တော့အခုနပြောတဲ့ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ကိုကခနာကိုတစ်ခုခုထိကြိုက်ခံစားနေရတယ်ဆိုလို့ရှိရင်တော့မျက်စွာဖျားရှင်ကိုရေတန်းတန်းလေးငားကွက်လှူဒန်းပေးပါเนาะပြီးွားလို့ရှိလို့ရှိရင်တန်မှန်တန်ပုတ်တော့ဂုံတော်လေးကိုတစ်နေ့ကိုပတိတပတ်စိတ်ပြီးမယ်49ရက်တိတိစိတ်ပြရမှာဖြစ်ပါတယ် အရေးကြီးဆုံးကတော့အများတောက်တဲ့တောက်ရည်ဦးတွေစေးကြောပေးတာတို့ရေတောက်ရည်ဦးလှူဒန်းပေးတာတို့ပြုလုပ်ပေးလို့ရပါတယ်။ကိုယ့်ရဲ့အညံ့နေကြည်သွားအောင် ကိုယ့်ရဲ့ကံနေမြင့်သွားအောင်ကဖုံးကြီးကြောင့်เนาะအိမ်သားတွေစေးပေးတာမျိုးတွေเนาะဆရာတော်ရဟန်းတန်ဃာတော်เนาะဆရာတော်များကိုကိုကယူသေးကန်းဆိုင်မှုပြုတာမျိုးတွေเนาะလှူဒန်းမှုပြုတာမျိုးလေးတွေ ြုလုပ်ပေးရမှာဖြစ်ပါတယ်အဲ့တော့တနင်္လာသားသမီးတွေကအရေးကြီးတာကနိုင်ငံရဲ့သားခရီးနဲ့ပတ်သက်ပြီးတော့မှအလိန်ခံရတာမျိုးတွေဖြစ်တတ်ပါတယ်လူယုံပေါ့ပိုနဲ့ယုံကြည်ရတဲ့လူကြောင့်ကိုယ်ကစိတ်တော့ကရောက်ရတတ်တာပေါ့နော်စိတ်ဝမ်းကွဲစရာဂျုံရတတ်တာပေါ့အဲ့တော့အချစ်ရေးမှာကြတော့တနင်္လာသားသမီးတွေကဒီအချစ်ရေးမှာကြတော့သူကဒီ မျက်နာပွင့်တယ်စမ်းပွင့်တဲ့ကံလာတစ်ခုတော့ပြောလို့ရတယ်ပေါ့နော်အချီရေးမှကြာတော့အချီရေးကတော့ကံကောင်းနေတတ်တယ်ဒါပေမဲ့အိမ်အောင်ရှိနေတဲ့သူဆိုရင်တော့တကြက်ကြက်ရံဖြစ်နေတတ်တယ်တကြက်ကြက်ရံဖြစ်နေတတ်တယ်နော်ဒါပေမဲ့အချီရေးမှတော့ကောင်းတယ်အချီရေးမှတော့ကောင်းတယ်ချစ်သူမရှိသေးတဲ့အလူဆိုလို့ရှိရင်တော့အချီရေးကံကောင်းမယ်အဲအိမ်အောင်ရသားတွေမင်္ဂလာဆောင်ရမာတွေစစ်ဆက်ကြောင်းလန်းတာတွေဒါတွေအောင်မြင်တတ်တယ်မင်္ဂလာကိန်းတွေလည်းမြင်တတ်တယ်ပေါ့ မဲ့ငွေကတော့လက်ထဲမှာလုံးဝမမြဲဘူးအဲ့တော့တင်းလာသားသမီးတွေဒီငွေမြဲဖို့အတွက်เนาะကိုယ့်ရဲ့ဟွာကံနေမြင့်မှုအတွက်ခုနပြောသလိုမျိုးရေရာလေးတွေတေချာလုပ်ပေးပါเนาะနောက်တစ်ခုအနေနဲ့ကကြတော့ဒီကံမြင့်မှုအတွက်ပေါ့အဓိကဘာလုပ်ရမလဲဆိုစနေနေ့မှာတဲ့ဆုံးငန်ကြွားတယ်ဆရာတော်ယဟန်တော်ပေါ့เนาะယဟန်တပါးပေါ့เนาะဓမ္မောက် ဆုံးလောင်းလှူပေးကြရမှာဖြစ်ပါတယ်တဲ့အဲ့လိုဓာတ်မောက်ဆုံးလောင်းလှူပြီးွားပြီးဆိုလို့ရှိရင်ကျမတို့ပထောက်သားလေးလက်တစစ်ကိုရွှေချပြီးစောင်းထားလိုက်ပါဒါဆိုဒီတလလုံးမှာကောင်းကျိုးချမ်းသာတွေရရှိသွားမှာဖြစ်ပါတယ်ကဲတနင်္လာသားသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းတွေနဲ့ပြည့်စုံပါစေစိတ်သွားတိုင်းကိုပါလူရဆန္ဒတွေလည်းပြည့်ဝနိုင်ကြပါစေရှင်